ာပါရှင်ကျမကတော့ဂျာမုံပါအောက်တိုဘာ9ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်ထရမ့်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချုပ်ပထမအဆင့်ကိုအစ္စရေးနဲ့ဟာမတ်လက်ခံလိုက်ပါပြီမြေရှားတပ်တုတင်ပို့မှုတွေကိုပုံမှုစီးစစ်တင်းကျပ်ဖို့တရုတ်စီစဉ်နေပါတယ်ဖိလစ်ပိုင်မြောက်ပိုင်းမှာငလင်းလှုပ်ပြီးတဲ့နောက်ကျောင်းတွေပိတ်ထားရတာပါဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူအဆိုပြုထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံရဲ့ပထမအဆင့်ကို အစ္စရေးရောဟားမတ်စ်ယောက်ျားတွေကပါသဘောတူလက်ခံလိုက်ပြီလို့ကြေညာပါတယ်။အဲ့ဒီသဘောတူညီချက်ပထမအဆင့်တွေမှာနှစ်ဖက်အပြစ်ခတ်ရစဲရင်နဲ့ဟားမတ်စ်တွေဖမ်းထားတဲ့အစ္စရေးတစားကန်အားလုံးပြတ်လွတ်ပေးဖို့ပါဝင်ပါတယ်။ဂါဇာစစ်ပွဲနှစ်နှစ်ပြည့်ပြီးတရက်အကြာအောက်တိုဘာ၈ရက်နေ့မှာတော့စစ်ပွဲကိုအလုံးစုံရပ်ဆိုင်းနိုင်ရေးအတွက်ထင်ရှားမြင်သားတဲ့တိုးတက်မှုတွေစတင်ရရှိလာတာဖြစ်တယ်လို့ထရမ့်ကကြွေးကြော်ခဲ့ပါတယ်။ဟားမတ်စ်နဲ့အစ္စရေးတို့ကထရမ့်ရဲ့အဆိုပြုချက်တွေနဲ့ပတ်သက်ပြီးအခုသတင်းပတ်အစောပိုင်းကစလို့ အီဂျစ်နိုင်ငံမှာဆွေးနွေးနေခဲ့တာပါဆွေးနွေးမှုတွေရဲ့တတိယနေ့ဖြစ်တဲ့အောက်တိုဘာ၈ရက်နေ့မှာတော့ထရမ့်ကဆေးလွှတ်တဲ့အရှိလေပိုင်းရေးရာအမေရိကန်အထူးကိုယ်စားလှယ်စတီဗစ်ကော့ဖ်ထရမ့်ရဲ့သမတ်ဖြစ်သူဂျရက်ကူရှနာတို့ပါအီဂျစ်ကဆွေးနွေးပွဲတွေမှာပါဝင်ခဲ့ကြပါတယ်အခုတော့ပထမအဆင့်အဆိုပြုချက်တွေကိုနှစ်ဖက်စလုံးကအကောင့်ထဲပေါ်ဖို့သဘောတူလိုက်ကြပါပြီဒါပေမဲ့အရင်ကလည်းဂါဇာငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာယာနုံးပြေအကောင့်ထဲမပေါ်နိုင်ခဲ့တာမျိုးရှိတာကြောင့် ထရမ့်ရဲ့အစီအမံကလည်းဘယ်အတိုင်းတာထိအောင်မြင်မလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်မယ်လို့လေးလာသူတွေကသုံးသပ်ခဲ့ပါတယ်။တကယ်လို့ထရမ့်သားနှစ်နှစ်ကျော်ကြာစစ်ပွဲကြီးကိုအမှန်တကယ်ရပ်တန့်စေနိုင်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့တန်တမာရေးရာမဟာအောင်ပွဲတစ်ခုဖြစ်လာမယ်လို့အကဲခတ်တွေကပြောပါတယ်။ထရမ့်ကတော့ Israel or Hamas ပါ American အဆိုပြုတဲ့ငြိမ်းချမ်းရေးအစီအမံကိုသဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အတွက်သိကုံယူတယ်လို့သူ့ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်း Truth မှာရေးသားထားပါတယ်။အခုသဘောတူညီမှုရဲ့အဓိပ္ပာယ်ကတော့ အစ္စရေးတစားကန်အားလုံးမကြခင်ပြန်လွတ်လာမှာဖြစ်ပြီးအစ္စရေးကလည်းစစ်တပ်တွေကိုသဘောတူလက်ခံထားတဲ့အခြေအနေတစ်ခုအထိရုပ်သိမ်းပေးမှာဖြစ်ကြောင်းအဲ့ဒီကမှတဆင့်အတို့ရှိခိုင်မာတဲ့ငြိမ်းချမ်းရေးအတွက်ဆက်လက်ဆွေးနွေးနိုင်မှာဖြစ်ကြောင်း Trump ကဆိုပါတယ်အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်းဖျားသခင်ရဲ့ကူညီဆောင်မမှုနဲ့အတူတစားကန်တွေအားလုံးကိုအိမ်ပြန်ခေါ်နိုင်တော့မယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ် Hamas တွေကလည်းစစ်ပွဲရပ်ဆိုင်းရေးစီဦးတည်နေတဲ့ဆွေးနွေးမှုတစ်ခုအတွက်သဘောတူနိုင်ခဲ့ကြောင်းတိကျကြေညာပါတယ် ။စောပိုင်းမှာတော့ Trump ကသူဟာငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ပတ်သက်လို့အီဂျစ်ကိုကိုယ်တိုင်သွားရောက်ပွဲရှိပြီးအဲ့ဒီခရီးစဉ်ကအစောဆုံးအောက်တိုဘာ17ရက်နေ့လောက်မှာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။ဆွေးနွေးမှုတွေမှာနှစ်ဖက်စလုံးကိုမျက်မျှတတဆက်ဆံခဲ့ကြောင်း၊ဒါဟာအာရဗ်နဲ့မွတ်စလင်ကမ္ဘာအတွက်၊အစ္စရေးနဲ့ပတ်ဝန်းကျင်နိုင်ငံတွေအတွက်၊အမေရိကန်အတွက်ကောင်းမွန်ခံထားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ကြောင်းဆွေးနွေးမှုမှာပါဝင်ကူညီပေးခဲ့တဲ့ကာတာ၊အီဂျစ်နဲ့တူရကီအစိုးရတွေကိုလည်းကျေးဇူးတင်ကြောင်း Trump ကဆိုပါတယ်။ နိုင်ငံတကာရေးရာစောင့်ကြည့်လေ့လာသူတွေကတော့အခုခါဂါဇာစစ်ပွဲရဆိုင်မှုခြေတလန်ပိုနီးသွားတာမှန်ပေမဲ့ဘယ်အချိန်လောက်မှအပြီးသတ်နိုင်မလဲဆိုတာနဲ့စစ်ပီးကာလဂါဇာရဲ့အုပ်ချုပ်ရေးရန်တရာမှာဟာမတ်ရဲ့ကံကြမ္မာကဘယ်လိုဖြစ်လာမလဲဆိုတဲ့အသေးစိတ်အကြောင်းအရာတွေတော့အခုသဘောတူညီမှုမှာမပါသေးတာကိုထောက်ပြထားကြပါရရှင်။ဤပညာမြင့်စစ်လက်နက်နဲ့ electronic ပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတပ်တူတွေတင်ဖို့ရောင်းချခွင့်ကိုပိုပြီးစီးစစ်တင်းကျပ်သွားမယ်လို့ တရုတ်ကပြောပါတယ်မြေရှားတတုဆိုတာကအားကောင်းတဲ့တန်လိုက်တွေဖန်တီးရမှာအထူးအသုံးဝင်တဲ့တတုအမျိုးအစား18ခုလောက်ကိုစုပေါင်းခေါ်ဝေါ်တာပါတရုတ်ကမြေရှားတတုကုံကြောတွေတင်ပို့မှုကမ္ဘာဈေးကွက်ရဲ့90ရာခိုင်နှုန်းလောက်ကိုချုပ်ကင်ထားတဲ့နိုင်ငံပါတရုတ်စီးပွားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့မြေရှားတတုတင်ပို့ခွင့်နဲ့ပတ်သက်လို့ရှည်ရင်းဆွဲဥပဒေတွေကိုပို့ပြီးထိရောက်အောင်တင်းကျပ်ကင်တွယ်သွားမယ်လို့ပါရှိပါတယ်ဒါကလည်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုကာကွယ်ထိန်းသိမ်းဖို့အားထုတ်မှုတစ်ခုလို့ တရုတ်ကဆိုပါတယ်။မြေရှားတပ်တူအနွယ်ဝင်တွေဟာခေရှေပြေးတိုက်လျင်တွေစွမ်းဆောင်ရည်မြင့်စီမီကွန်ထက်တာတွေတန့်စင်စွမ်းအင်သုံးစက်ကရိယာတွေထုတ်လုပ်မှုမှာအကြီးကကုန်ကျန်းတွေဖြစ်ပါတယ်။ထရမ့်ကတရုတ်အပေါ်ရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒတွေကျင့်သုံးလာချိန်မှာမြေရှားတပ်တူကုန်သွယ်မှုကတရုတ်ရဲ့တံပြန်ဆွေးနွေးညှိနှိုင်းမှုတွေအတွက်အရေးအပါအဆုံးဝက်ဖဲတစ်ခုဖြစ်ခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းဖြစ်တဲ့ထရမ့်တို့ကလကုံပိုင်းမှာတွေ့ကြဖို့ရှိပြီးအဲ့ဒီမတိုင်ခင်ရက်ပိုင်းအလိုမှာ တရုတ်ကမြေရှားတပ်တူတင်ပို့ခွင့်တွေကိုပုံမစီစစ်တင်းကျပ်မဲ့အကြောင်းထုတ်ပြန်လာတာပါတရုတ်စီးပွားရေးဝန်ကြီးဌာနရဲ့အဆိုအရမြေရှားတပ်တူတွေကိုတူးဖော်တာတန့်စင်တာမျိုးနည်းပညာတွေကိုလည်းတရုတ်အစိုးရရဲ့အထူးခွင့်ပြုချက်ရမှာပဲပြည်ပကိုတင်ပို့ခွင့်ပြုသွားတော့မယ်လို့သိရပါတယ်လေလာသူတွေကတော့အဲ့ဒီလိုနည်းပညာအများစုကိုတရုတ်ဟာအရင်ကတည်းကပြည်ပတင်ပို့ခွင့်တင်းကျပ်ထားပြီးဖြစ်တယ်လို့ပြောပါတယ်အခုကြေညာချက်မှာတော့တရုတ်ရဲ့မြေရှားတပ်တူထုတ်လုပ်ရေးလုပ်ငန်းတွေဟာအစိုးရခွင့်ပြုချက်မရှိရင် ဘယ်ပြည်ပကုမ္ပဏီနဲ့မှလည်းလက်တွဲအလုပ်လုပ်ခွင့်မရှိဘူးဆိုတာကိုတည်တည်ကြကြညွှန်ကြားထားပါတယ်။တရုတ်ကအမေရိကန်ရဲ့ကုန်သွယ်ရေးမူဝါဒဆိုင်ရာထိုးနှက်ချက်တွေကိုတံပြန်တဲ့အနေနဲ့ဧပြီလတုန်းကမြေရှားတပ်တူစည်းရင်ဝင်ပို့ကောင်တချို့ကိုပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့တာကြောင့်ဈေးကွက်ထဲမှာအကျပ်တဲတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။အခုနောက်ဆုံးကြေညာချက်ကတော့မြေရှားတပ်တူတင်ပို့မှုတွေနဲ့ထုတ်လုပ်မှုနည်းပညာတွေကိုဘယ်လိုပိုပြီးထိထိရောက်ရောက်စက်မှတ်မလဲဆိုတာလမ်းညွန်လာတဲ့သဘောပါ။ နိုင်ငံတကာ Actum စွမ်းအင် Agency IAEA ရဲ့အဆိုအရတရုတ်ဟာကမ္ဘာတလွားကမြေရှားသတ္တုထုတ်လုပ်မှု67ရာခိုင်နှုန်းလောက်နဲ့အပိသက်တန့်စင်မှု92ရာခိုင်နှုန်းလောက်ကိုချုပ်ကင်ထားကြောင်းသိရပါပါရှင်။ဖိလစ်ပိုင်မြောက်ပိုင်းမှာအင်အားအသင့်အတင်ငလင်တစ်ခုလှုပ်ခတ်ပြီးတဲ့နောက်အနီးတစ်ဝိုက်ကအကြောင်းတွေကိုအေးပေါ်ပိတ်ထားလိုက်ပါတယ်။ဒီနေ့မနက်ဖိလစ်ပိုင်မြောက်ပိုင်းကတောင်ထူထက်ရာမြို့တစ်မြို့ဖြစ်တဲ့ဘာဂူဝိုင်မှာမဂနီကျူ၄.၄အဆင့်ငလင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။ ဖိလစ်ပိုင်ငလင်တိုင်းတာရေးအေဂျင်စီကငလင်ရဲ့ပြင်းအားကိုမဂနီကျူ4.8လို့ဖော်ပြခဲ့ပြီးနောက်ပိုင်းမှာပြန်လည်ဆော့ချသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ငလင်ကမြေအနက်6မိုင်ခွဲလောက်ကိုဗဟိုပြုခဲ့တဲ့မြေဒိန်ငလင်အမျိုးအစားဖြစ်လို့မြေမျက်နှာပြင်ပေါ်မှာတက်ရောက်ခံစားရမှုကိုပိုတိတာခဲ့တယ်လို့ဆိုပါတယ်။ငလင်လုတ်ခဲ့ချိန်မှာလူဦးရေ36,600လောက်ရှိတဲ့မြို့ရဲကဒေသခံတွေဟာအိမ်တွေအဆောက်အအုံတွေတဲကနေလမ်းပေါ်ကိုကြောက်လန့်တကြားပြေးထွက်ခဲ့ကြပါတယ်။ ။နောက်ပိုင်းမှာတော့မြို့ရင်းနဲ့အနီးတဝိုက်ခြေရွာတွေကစာသင်ကျောင်းတွေကိုပိတ်ထားကြဖို့အာဏာပိုင်တွေကညှဉ်းကြားခဲ့ပါတယ်။ငလင်းကြောင်ထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိပေမဲ့တေးကြအောင်ဆန်းစစ်မှုတွေတော့လောက်ရအောင်မယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အထူးသဖြင့်အထက်မြင့်အဆောက်အအုံတွေထဲမှာနေထိုင်သူတွေအလုလုသူတွေကပြန်လည်ဝင်ရောက်ဖို့ကိုတွန်းဆုံနေကြပါတယ်။အခုငလင်းဟာဖိလစ်ပိုင်အလဲပိုင်းမှာလူပေါင်း83ဦးထပ်မံတေဆုံးစေခဲ့တဲ့မက်ဂနီကျူ6.9အစဉ်ငလင်းကြီးအပြီး10ရက်ကြာမှာလက်ခတ်တယ်ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာပစိဖိန်မိကွဲဒေသလို့ခေါ်တဲ့ရေအောက်မိတောင်ရေဝန်းနဲ့ဆက်ဆက်တည်ရှိနေတာကြောင့်ငလင်လှုပ်ခတ်မှုတွေမိတောင်ပေါက်ကွဲမှုတွေနဲ့မစိမ့်ခါတဲ့နိုင်ငံတစ်ခုဖြစ်ပါရဲ့ရှင် People's Spring ရဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်